အားလုံးမင်္ဂလာပါ UK မှာရှိတဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့မြမကုံဆောင်ချင်းတိုင်းရင်သားလေး Joshua Van က UFC တပိုင်းရဲ့ Flyweight တန်းမှာပထမဆုံး Asia ထဲမှာ Champion တောက်ပထမဆုံးကျွန်တော်မြန်မာနိုင်ငံရဲ့ World Champion ဖြစ် UFC တပိုင်းရဲ့ပထမဆုံး Champion ဖြစ်လာပြီအသက်24နှစ်အရွယ်ဆိုအတိအကျအားဖြင့်ပြောရင် ဂျောရှွာဘရန်ဟာ second youngest ever UFC champion ပေါ့လေဒါ UFC ရဲ့ goal လို့ပြောရတဲ့ဂျွန်ဂျုံးကအသက်23နှစ်နဲ့8လနဲ့တရက်နဲ့ youngest ever UFC champion ဖြစ်တယ်ဂျောရှွာဘန်ကဂျွန်ဂျုံးရဲ့ဆန်ချိန်ကိုမမီသည့်တိုင်အောင်ဒုတိယအသက်ငယ်ဆုံး UFC မှာ champion ဖြစ်တယ်အသက်24နှစ်တလားနဲ့29ရက်နဲ့ champion ဖြစ်တယ်ဆိုတော့ကျွန်တော်ပြည်သက်တွေသိကြင်ကြတယ်ဂျောရှွာဘန် champion ဖြစ်တဲ့အတွက်ကြောင့်ဒါသူဘလောက်ထိစုချင်းငွေတွေရမှာလဲ ဂျော်ရှာဗန်ကအခုသူ့ရဲ့ record က16ပွဲနိုင်2ပွဲရှုံးထားတယ်ဆိုပြီးခဲ့တဲ့ UFC 317ပေါ့လေဒါ317မှာ Brandon ဒါ Rovell ကိုသူအနိုင်ရ Rovell ကိုသူအနိုင်ရခဲ့တဲ့ပွဲပေါ့လေအနိုင်ရခဲ့တဲ့ပွဲမှာဒါ WG ရဲ့ဆုံးဖြတ်ချက်ပွဲပြီးမှာအမှတ်နဲ့နိုင်ခဲ့တာဖြစ်မိပေမဲ့အဲ့ပွဲမှာ Fight of the Night လို့ခေါ်တဲ့ဒါအကောင်းဆုံးစုကိုသူရတယ်အမေရိကန်ဒေါ်လာ9000ရတယ် ဲ့ USC 317မှာ Joshua Van က Joshua Van ကဒီဘယ်လိုပြောမလဲဒါ Charles Johnson ကိုသူတို့ဒါဘယ်လိုပြောမလဲ KO punch နဲ့သူရှုံးခဲ့တယ်ဗျာအဲ့ဒါက2024 July 23ရက်နေ့မှာသူရှုံးတာအဲ့ရှုံးပြီးကတည်းကနေဒါ Edgar Charles ရဲ့ဒါ Cody Doran ရဲ့နောက်အဲ့ကနေမှာစသူက USC 306 310 303 313 နောက်316 17ဇက်တိုက်ထိုးတာနော်ဇက်တိုက်ထိုးပြီးတော့မှအခုချန်ပီယံကပတ်လူပွဲမှာအာလက်ဇန္ဒားဖထိုးရှားနဲ့သူထိုးခွင့်ရတယ်သူတို့323မှာသူချန်ပီယံဖြစ်တယ်ဆိုတော့ UFC ရဲ့ second youngest champion မဖြစ်ခင်မှာ317မှာသူဘယ်လောက်ရခဲ့လဲ317မှာ Joshua Ban ကဒါ total အားဖြင့် American dollar 2300သူ total ရတယ် တို့တရားပြည့်ကျွန်တော်တို့ fight ကဲ basic ထိုးချေက8000ရရတယ်8000ရတယ် win bonus ရတယ်ဒါအပြင် fight of the night ဒီပိုင်းသူရတယ်ဒါပေမဲ့ဒီတစ်ချိန်က different တစ်ချိန်ဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ Joshua Ban ကအခုလက်ရှိမှာ champion ထိုးရတာဖြစ်တယ် champion ကပတ်ရဲ့ main event အခု main event မှာထိုးတဲ့အခု champion ကပတ်ထိုးတဲ့ main event ကအခုဒါသူတို့က co main event ပေါ့လေ champion ကပတ်မှာထိုးတဲ့သူတွေကဘယ်လောက်ရလဲဆိုတော့2.3 million ရတယ် ်ပေးပါဘူးဖြစ်တဲ့အတွက်ကြောင့်လည်းပါတယ်2.3 million ရတယ်ဆိုတော့အနည်းဆုံး6 figure ကနေ7 figure ဖြစ်တယ်ဆိုတော့စစချင်း basis က9သိန်းကနေ10သိန်းအဲ့ဒါကနေ bonus အပါဝင် USD ရဲ့ပေးပါဘူးတွေကနေထပ်ပြီးရတဲ့အခါမှာဒါဘယ်လိုပြောမလဲဆိုတော့အခုလောလောဆယ်မှာဒါဒီ2.3တန်းကနေအမေရိကန်ဒေါ်လာ3တန်းထိရမှာဖြစ်တယ်။ဆိုတော့ဒီနေရာမှာ Joshua Ban ဘယ်လောက်ရနိုင်လဲ။ Joshua Ban နဲ့ထိုးတဲ့ဘယ်လိုပြောမလဲ။ Champion ဖြစ်တဲ့ဒါဘယ်လိုပြောမလဲ။ အလဆနာဖက်ထူရှာက basic က9သိန်းရတယ်ပြီးတော့မှ American dollar တသန်းကျော်ထိရတယ်ဒါ fight day ပိုင်းပါတာဗောလေ Van ကတော့ဒါအခုကန်ဂျီမာကသူ့ဖုံးကဲသူ့ကန်နေလာတာဖြစ်တယ်ဆိုတော့စုစုပေါင်း American dollar အသားလေး9သန်းကျော်ရမှာပဲဆိုတော့ကျွန်တော်တို့ဒီ Brandon ဒါဘယ်လိုပြောမလဲအခုလက်ရှိမှာ Joshua Van အနေနဲ့ တန်းကျွဲ့မီလီယံနာဆိုတာထက်ပြားချန်ပီယံဖြစ်သွားရင်ရမယ့် opportunity တွေချန်ပီယံဖြစ်သွားရင်ရမယ့်အခြေအနေတွေအများကြီးပိုင်ဆိုင်ခွင့်ရပြီဆိုတော့ဒါကြည့်ပြလွန်ခဲ့တဲ့ဒီကျွန်တော်တို့2024ဇူလိုင်14ရက်နေ့ဒါ UFC ရဲ့ဘယ်လိုပြောမလဲဒီ UFC မှာတောင်မှ UFC ရဲ့ ESP မှာ UFC ရဲ့306မှာတော့မထိုးရသေးဘူး အဲ့ချိန်မှာ September မှာ UFC 3ကိုစစ်ထိုးတယ် December မှာ UFC 310 310ထိုးတယ် December March လမှာ UFC 313ထိုးတယ်ဂျွန်မှာ UFC 316ထိုးပြီးတော့ဂျွန်ဂျွန်မှာပဲတလအတွင်းမှာ317ဆက်ထိုးတယ်ဆိုတော့တလအတွင်းနှစ်ပွဲထိုးခဲ့တဲ့ Joshua Van ကပြီးခဲ့တဲ့ပွဲမှာ Fire of the Night ရတဲ့အတွက်ကြောင့် bonus လည်းရခဲ့ပြီးပြီး အရာကူမှာအခုဆိုရင်မီလီယံနာဖြစ်တဲ့ဒါ7 figure ကိုပိုင်ဆိုင်ခွင့်ရလို့ Joshua Van တို့ကတကယ်ကိုကြိုးစားတဲ့ကြိုးစားမှုတို့ကတကယ်ကိုအောက်ပွဲပဲသူနောက်ဆုံးရှုံးခဲ့တဲ့နှစ်ပွဲ2020ခုနှစ်မှာ Devin Jackson ဆိုတဲ့တယောက်ကိုသူရှုံးခဲ့တာ Submission နဲ့ရှုံးတာเนาะဒါ Submission နဲ့ရှုံးတယ်ပြီးတော့မှသူနောက်ပြီးတော့2024မှာ Charles Charles Johnson ကိုသူ TKO နဲ့ကို KO နဲ့ punch နဲ့သူရှုံးသွားတယ် အဲ့နောက်ပိုင်းကနေဒါတပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲ6ပွဲ UFC မှာ6ပွဲစတိုက်နိုင်ပြီးတော့ဒါအခုဆိုရင် Joshua Ban ဟာဒါပြည့်တက်တီကိုဒါဘယ်လိုပြောမလဲဂျီနက်ဆီယာအဝဲတွေနဲ့အတူမြမကုံဆောင်ပြလားမီလီယနာတန်းချီမီလီယနာနဲ့ဝင်ဝင်နဲ့အတူဒါ UFC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်တယ်ဆိုတော့ချန်ပီယံဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာလာမြထိုးမြပွဲတွေကမီလီယံပဲ ဒါမီလီယံချီပဲဘာလို့ဆိုတော့သူကပေးပါပြီးဖြစ်သွားပြီ main event ဖြစ်တဲ့အနည်းဆုံးတော့ကို main event ဖြစ်တဲ့အတွက်ကြောက်မယ်ဆိုတော့အောင်လာအန်ဆန်နဲ့ MMA လောကမှာကျွန်တော်မြန်မာပြည်သက်တည်းအမြဲတမ်းပြုံးပျော်ခဲ့ရတယ်ခဲ့ရတယ် one championship friday night မှာမြန်မာ fighter တွေကြောင့်ကျွန်တော်ပြည်သက်တည်းတင်ကပျော်ရွှင်မှုတွေရခဲ့ပြီးအချိန်မှာ Joshua Van ကြောက်ဒါမြန်မာပြည်သက်တည်းအားလုံးကပအလဲမှာလုံးဝဂုဏ်ယူစွာနဲ့ပဲငါတို့နိုင်ငံမှာ UFC champion ဖြစ်ဖြစ်ပါပြီ UFC champion တယောက်ရှိတယ်ဆိုတော့ ဂုံကတော့တခြားဘာနဲ့မှကိုမလဲနိုင်ပါဘူးအားလုံးကျေးဇူးတင်ပါတယ် congratulation ပါဗန်ရေးအားလုံးကျေးဇူးတင်ပါတယ်